ကြောက်တရားရဲစခန်းကိုလက်ပစ်ဘုံပြစ်တွင်တိုက်ခိုက်မှုရဲကင်းအနီးကျရောက်ပောက်ခွဲတယ်ဆိုတဲ့တင်မှာဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ကောင်ကြီးကြောက်တရားရဲစခန်းကိုလက်ပစ်ဘုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းရှေ့ရှိကင်းတဲ့အနီးကျရောက်ပောက်ခွဲခဲ့ကြောင်း Operation Plan သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်။နိုဝင်ဘာလ25ရက်နေ့နဲ့အစောပိုင်းတနာရီကန်းကရန်ကုန်မြို့ကြောက်တရားမြို့နယ်စူးလေဖျားလမ်းမပေါ်မှာရှိတဲ့ကြောက်တရားရဲစခန်းကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ဘုံနှလုံးဖြင့်ပြစ်ခတ်ပောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းရှေ့ကင်းတဲ့အနီးကျရောက်ပောက်ခွဲခဲ့ကြောင်းသိရှိရသည်။ လက်ပြပေါင်းနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှိကင်းတွေငါကြားရောက်ပောက်ွဲခဲ့ပါတယ်ကျွန်တော်တို့ဘက်ကပွဲပြီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့တာမို့နောက်ဆက်တွဲအချိန်တွေမတိရဘူးလူရှင်းပြေးလန်းရှင်းတဲ့အချိန်ကိုအချိန်ယူလုဆောင်ခဲ့တာပါမြို့တွေကအဲ့ဒီစခန်းကိုလှုပ်ချင်လုံးလို့အချိန်တလားလောက်ယူပြီးတိတိကျကျလက်ကျင့်ပြီးမှလုခဲ့တာဖြစ်ပါတယ်ဟု Operation Plan သတင်းနဲ့ပြန်ကြားရေးတောင်းရင်ရှိသူကပြောကြပါတယ်စစ်စင်ရင်ကို Operation Plan နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ချင်းမြင်နိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လတ်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရတယ်ကဲတော့ဒီသတင်းမှထူးခြားမှုတွေကိုညင်ကြလားမသိဘူးကျွန်တော်ဒီစစ်စင်ရင်ကိုတဲ့ Operation Plan နဲ့အတူတဲ့ နော်အနောက်ပိုင်းခံပြည်သူ့ကာကွယ်အဖွဲ့ကြီးမြင့်နိုင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့လတ်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဒါတွေကပုံပိုင်တဲ့ကအဲ့တော့ရန်ကုန်တိုင်းမှာကျွန်တော်တို့မြို့ပြအင်အားစုတွေဘလောက်စိုးမိုးထားပြီလဲဆိုတာကိုကြည်တာနဲ့တိနိုင်ပါတယ်ဘလောက်ပဲတလန်နေနဲ့ပဲအုတ်ချုပ်အုတ်ချုပ်နော်ကျွန်တော်ပြည်သူကိုလွန်ဆန်လို့တော့မရပါဘူးထိုင်းတောင်ပိုင်းမှာစံချိန်တင်ရေကြီးနေမှုမြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါဝင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အားလုံးလည်းကြားပါပါထိုင်းနိုင်ငံတောင်ပိုင်းမှာဂျီရီကြီးပြီးတော့နေအဆောက်အုံတွေမြုပ်တယ်စက်ရုံတွေမြုပ်တယ်အဲ့တော့ထိုင်းတောင်ပိုင်းမှာကျွန်တော်ရွှေ့ပြောင်းနေထိုင်းနေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေများစွာရှိပါတယ်သူတို့လည်းဒီရေကြီးမှုဘေးအန္တရာယ်မှာကြုံတွေ့နေရပါတယ်ထိုင်းနိုင်ငံတောင်ပိုင်း တွင်စမ်းချင်းတင်ရေကြီးမှုကြောင့်အိမ်တော်စုပေါင်း3300နီးပါးရေပေးတင့်နေပြီမြမရွှေပြောင်းအလုတ်တမလည်းရေပေးတင့်တူများတွေပါဝင်နေကြောင်းထိုင်းတရင်များနဲ့ဟက်ရိုင်မျိုးမှမြမအလုတ်တမအရှုတ်ထမ်းမှတရှိရတယ်ရေကြီးမှုကြောင့်နောက်ဆက်တွဲဒက်လိုက်မှုနဲ့မတော်တဆမှုများကြောင့်တေဆုံးသူ19ဦးရှိရှိလာကြောင်းဟဲ့ရိုင်မြို့တွင်မော်တဲထန်စွာရွာနေပြီးနှစ်ပေါင်း300အတွင်းစံချိန်တွင်မိုးရွာတွန်းမှုအများဆုံးဖြစ်ကြောင်းထိုင်းစိုးရကသတင်းထုတ်ပြန်ပါတယ်ဟဲ့ရိုင်မြို့တွင်ရေမှအမြင့်ပေ၈တန်းမှ2ပေကျော်ရှိပြီးမြို့တစ်ခုလုံးမြုပ်နေကြောင်းကယ်ဆယ်ရေးများရှိတော်လဲမြို့တစ်ခုလုံးအတိုင်းအတာကိုမလွှမ်းခြုံနိုင်သဖြင့်ပြည်သူများမှအိမ်ခေါင်မိုးများ တစ်ပင်များနဲ့ဓာတ်တိုင်များပေါ်တွင်နေထိုင်ကကယ်ဆယ်ရေးစောက်ဆိုင်နေကြောင်းသိရှိရတယ်။ဒါကတော့ထိုင်းနိုင်ငံမှာရေကြီးတဲ့တည်။အထူးသဖြင့်ထိုင်းတောင်ပိုင်းဟိုက်ရိုင်မှာ။ဒါပေမဲ့စိုးရိမ်ပူပန်စရာရှိလမ်းမေးရင်တော့လက်ရှိဒီတိကတန်ရာရမှုတွေတက်လိုက်မှုတွေကြောင့်ပေဆုံးတဲ့သူရှိပေမဲ့ထိုင်းအစိုးရကဘလောက်ထိကောင်းလဲဆိုတာ6လအထိဖူလုံခွင့် ထောက်ပံ့ငွေပေးအပ်မယ်ဒီထိခိုက်နစ်နာတည်ဆုံးသွားတဲ့ဒူတွေကိုနော်အဲ့လောက်ထိကြီးညာပေးထားတယ်အဲ့တော့ဒါလက်တလောကြီးညာဖို့အဲ့တော့ထိုင်းဆိုးရနေနဲ့တို့နိုင်ငံသားတွေပေါ့ဘယ်လောက်ထိစက်ပြီးကြီးကျူးဆောက်ရှောက်အောင်မလဲဆိုတာစဉ်းစားကြည့်လိုက်ပြီးတော့လက်တလောကြီးနေတော့အဲ့လောက်အာမခံပေးလိုက်ပြီဆိုရင်ဒီပလိုက်တာအဖွဲ့တွေနော်ထိုင်းနိုင်ငံမှာရှိပါတယ်ဒီထင်ရှားကြော်ကြတဲ့ celebrity တွေနော်အဲ့လိုရေကြီးတဲ့ data တွေကိုကိုယ်တိုင်စင်းပြီးတော့ဖိုင်းရဆယ်တီတွေအဲ့လိုလောက်တာပါနော်တို့ကိုယ်တိုင်အဲရေကြီးတဲ့နေရာတွေတွားတယ်လိုအပ်တဲ့အကူအညီတွေကိုအင်တိုင်းအားတိုင်းနော်ကားတွေဆိုရင်ဒီ ဒီကားအကြီးနေနဲ့ပဲတင်သွားပြီးတော့အဲ့လိုကူညီကြတာအဲ့တော့တို့နိုင်ငံဟာတကယ်လဲကျွန်တော်လေးစားဖို့ကောင်းတယ်အားကြဖို့ကောင်းတယ်အားကြဖို့ကောင်းတယ်ဆိုတော့အစိုးရကလည်းတည်သူအပေါ်ကိုဘယ်နေရာဖြစ်မလဲထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဖြစ်တယ်ချက်ချင်းတည်သူအတွက်ထိုင်းဆိုရအစင်းရှိတယ်နော်အခုလည်းထိုင်းရည်ကြီးတယ်ထိုင်းဆိုရဟာဒီရည်ကြီးတဲ့ပြည်သူတွေနဲ့တရားတဲ့ကူညီပြီးတော့ချက်ချင်းရှိတယ်ဒီတဘာဘေးကနေတခုမှမဟုတ်ပါဘူးဘယ်နေရာမှာဘာဖြစ်မလဲနောက်တစ်ခုရှိတာထိုင်းပြည်သူရဲ့အော်ဒန်တွေနော်ထိုင်းပြည်သူအများစုကအော်လာပြီးဆိုအစိုးရချက်ချင်းလောက်ဆောင်ပေးတယ် ါသူတို့နိုင်ငံမှာဘုရင်ကပြောအလက်ဆာမှုအဂရီလိုက်တန်နေအဂရီမှုတွေစတဲ့ဖြင့်ပြည်ထနာတွေရှိမှာပဲဒါပေမဲ့လို့ဒီနေ့အချိန်အထိထိုင်းနိုင်ငံရဲ့တာဝန်ရှိတဲ့သူဘီမင်းမြတ်ကစပြီးတော့အောက်ခြေတာဝန်ရှိတဲ့သူเนาะအစိုးရဘိုင်းတွေအထိထိုင်းပြည်သူကိုအလေးထားတယ်တန်ဖိုးထားတယ်ဒါဟာကျွန်တော်တို့အတွက်အားကျစရာပဲเนาะဒါကြောင့်မလို့ကျွန်တော်ဒီမိုကရေစီတိုင်းပြည်အစ်စ်တရားရာဂိုင်းတော့မစစ်မှန်သေးရင်တော့မဒီမိုကရေစီကိုကျင့်နှုံးတဲ့တိုင်းပြည်တစ်ခုမှာပြည်သူတွေကဘလောက်ထိလူစင်မှီလဲဒီမိုကရေစီစနစ်မရှိတဲ့ကျွန်တော်တို့တိုင်းပြည်ကဘလောက်ထိလူစင်မမီဘူးလဲဆိုတာတွေကိုကျွန်တော်တို့သိရှိဖို့လိုတယ်ဒါတွေကိုသိရှိလို့ပြည်ပရောက်တွေကမနေနိုင်မနားနိုင်စူးစမ်းပေးနေတာပါ ဘယ်သူမှတော့အန္တရာယ်ချိခံလူမုန်းခံပြီးဒီနိုင်ငံကြီးမှာပါဝင်ချင်တာမဟုတ်ပါဘူး။တော့အဲ့တော့မြန်နိုင်ငံတွေမှာသူတို့မြန်ကလေကိုယ်နိုင်ငံသူတို့ဖြစ်ချင်းလေလှုပ်လေမုန်းတရားတွေပွားလေအန္တရာယ်တွေများလေပေါ့နော်။ဒီပွားနဲ့လဲနေတာပါ။ဒါပေမဲ့ဘလောက်ပဲအမုန်းတရားပွားအန္တရာယ်များပါစေကျွန်တော်တို့အမှန်တရားအတွက်ရှောင်လန်းနေတာဖြစ်တဲ့အတွက်ဘယ်တော့မှနောက်ဆုံးမှာမဟုတ်ပါဘူး။